င်္ဂလာပါ။အာစီမြန်တော် YouTube channel ကနေကြိုဆိုပါရစေ။ TNL ရစစ်တပ်ကိုခေါ်ပြီးမိုးကုတ်မြို့ကိုဝင်မယ်ဆိုပြီးသတင်းစကားတွေထွက်နေတယ်။ TNL ခေါင်းဆောင်ပိုင်းနှစ်ယောက်ပါတယ်ပြောထားတာရှိတယ်။ဒါပေမဲ့ဒီအချိန်မှာမတို့ဘက်ကပဲကြာရှုံးနေပြီလား။သူတို့ဘက်ကပဲနိုင်နေပြီလားဆိုပြီးတော့နိုင်ငံရေးအတွေးခေါ်ပိုင်းနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့မတိနားမလဲတဲ့လူတွေတောင်မှဟာဘယ်လိုလုပ်ကြမလဲ။မတို့တက်ဦးပါလဲ 2025မှာအကုန်လုံးအမြင့်ပြအောင်လုပ်မယ်ဒီလိုအချိန်ကမျိုးမှာအာနာရှင်ကစစ်တပ်ကိုအုံပြုပြီးစနစ်တကျလည်းလိုက်သိမ်းပိုက်နေတယ်အဲ့ဒီအရာမှာငါတို့ဘက်ကအောင်ပမလားဆိုပြီးတွေးနေတယ်ဇုံမဲလုံးပြီးခဲ့တဲ့ရက်ကတည်င်းထဲမှာသူထည့်ပြောသွားတဲ့စကားလေးကိုကျွန်တော်သုံးသပ်ကြည့်မယ်ကျွန်တော်အရင်ဆုံးဖတ်ပြမယ်နားထောင်ကြည့်ပြတမတော်ကြာဆုံးပါကတိုင်းပြည်လဲကြာဆုံးသွားမယ်အခုဆိုပြည်တွင်းရန်သားမကပြည်ပရန်ပါရင်ဆိုင်ရမယ်အနေအထားကိုရောက်လာတယ်တဲ့ဒါကတော့မြောက်ရှင်းပါပဲ ကြားဖြတ်တဲ့ပတ်သက်တဲ့ကိစ္စအရင်တုန်းကတော့ပလင်းတူဘူးစုအနေနဲ့အခွန်ငွေတွေရထားတော့ကရင်ပြည်နယ်လို KNU ရှိတဲ့နေရာမှာ BGF ကဩဇာအာဏာလွှမ်းမိုးတဲ့အတွက် BGF နေရာမှာကြားဖြတ်နေလှုပ်ရှားလာတာကိုအမေရိကန်ကနေတဆင့်နှိမ်နှင်းမယ်ဆိုတဲ့အတွက်ကြောက်လန့်ကုန်တယ်အဲ့ဒီအတွက်တရုတ်ပြအနေနဲ့6နိုင်ငံဆိုပြီးတော့တရုတ်နိုင်ငံမှာအဖွဲ့ဖွဲ့ပြီးလုပ်တယ်ဟောပြီးတော့ ိန်းပြည်နယ်မှာရှိတဲ့ BGF ခေါင်းဆောင်ပိုင်းတွေကသူတို့ထွက်ပြောတယ်။ကြားပြန်သလားကျွန်တော်တို့မသိပါဘူး။ online စီးပွားရေးဒုတာပဲကွန်ပျူတာရှစ်မှာထိုင်ပြီးတော့ online စီးပွားရေးဒုတယ်ပဲထင်တယ်လို့သူတို့ကပြောတယ်။နောက်တစ်ခုဟိုတနေ့ရမှာထပ်ပြီးတော့သူတို့ရှိကတာဝန်ရှိသူတယောက်ကထပ်ပြောတယ်။ကျွန်တော်တို့ကတော့နှိမ်နှင်းဖို့လုပ်နေပါပြီ။အရင်ဆုံးကျွန်တော်တို့ကလုပ်ဖို့ပေါ့။သူတို့ကအကြံဦးသွားပြီးတော့နှိမ်နှင်းမယ်ပြောလို့ပေါ့။ဒါတွေကရည်စရာမကောင်းတဲ့ပြက်လုံးတွေ။ဘာကြောင့်လဲဆိုရင်မြေငားရဲ့က390ပဲရတယ်ဆိုတော့နေရာမှာ သူတို့ရဲ့စစ်သုံးစရိတ်တွေနဲ့ပိုင်ဆိုင်မှုတွေကဘယ်ရရလဲတော့ဒါကတော့ပြည်သူပဲပြန်မေးပါအဓိကကရင်ပြည်နယ်မှာရှိတဲ့ကရင်ပြည်သူကပဲပြန်မေးကြည့်ပါဘာကြောင့်လဲဆိုရင်ဒီစကားကရန်တိုက်တဲ့စကားမဟုတ်ဘူးပြအာနာတနိုင်ငံလုံးအတိုက်တာနဲ့အာနာရှင်လူတစုရှိနေတယ်လို့ပဲပြည်နယ်အလိုက်တိုင်းအလိုက်မှာလဲအာနာရှင်ဆန်တဲ့ခေါင်းဆောင်တွေပေါ်ထွက်လာနေတာကိုကျုပ်တို့ခမရတို့တိုင်းနဲ့ပြည်နယ်၁၄ခုမှာရှိတဲ့ပြည်သူတွေအားလုံးသိဖို့လိုတယ် ီအားပေါင်းများစွာနဲ့ရင်ဆိုင်နေရတယ်တဲ့အထက်လူကြီးတွေလည်းခေါင်းရှုံနေပြီတဲ့အစတော့ဦးအေးနေဝင်ပြောသလိုအောက်ခြေမှာဘာဖြစ်ဖြစ်စစ်ဘိုးတွေအေးမပြတ်ခဲ့ကြဘူးတဲ့အချင်းကြာလာတော့စိုးရင်စရာတွေဖြစ်လာပြီတဲ့စစ်မှုထမ်းလုတော့လဲစစ်တိုက်လူစိတ်မရှိကြဘူးဒါကျွန်တော်တို့ဘက်ကအားသာကြံတော့တိုင်းချစ်ပြည်ချစ်စိတ်မရှိကြဘူးမျိုးချစ်မျိုးချစ်နဲ့တိုင်းပြည်ချစ်တဲ့သူတွေကလည်းစစ်သေးကိုမဝင်ကြဘူးတဲ့ဇော်မဲလို့ပြောတာနော် မင်းတို့အမျိုးဘာသာတာသနာဆောက်ရှောက်ပါတဲ့တိုင်းပြည်ချစ်ပါတဲ့နိုင်ငံချစ်ပါတဲ့မျိုးချစ်ပါတဲ့ဆိုတဲ့လူတွေဓမ္မအာရမကိုမခွဲခြားနိုင်တဲ့လူတွေဒီလူတွေကစစ်မှုထမ်းဥပဒေခေါ်တဲ့အချိန်မှာငါတို့တိုင်းပြည်ကိုဘာကာဝယ်ဖို့တဲ့ဘာကြောင့်မဝင်သလဲဆိုတာအဖြစ်ထွက်ကြည့်အဲ့ဒီမှာစိတ်နှစ်ခုထပ်ပြီး꿰သွားတယ်ဘလို့စိတ်မျိုးလဲဆိုတော့ဟာငါတို့ကတိုင်းတစ်ပါးနဲ့ရံဖြစ်နေတာမဟုတ်ဘူးပြည်တွင်းမှာပဲဖြစ်နေတဲ့ပြည်တွင်းစစ်ကိုဘာကြောင့်ခမည်းတော်ဟာဘာကြောင့်စစ်ထဲမဝင်လဲဆိုတာကို စောမဲလုံးကပြောပြီလော်ဘီလောက်ပဲလှုပ်ချင်နေကြတယ်တဲ့ကျွန်တော်တို့တုံးနေတဲ့သွေးခွဲဗျူဟာကလည်းအလုံးမဖြစ်တော့ဘူးတဲ့ကျွန်တော်ပြောနိုင်တာကတော့တိုက်ပြီးတည်ငြိမ်အောင်မထိန်နိုင်တော့ဘူးဆိုတာသိကြတယ်စီးရီးယားလိုဖြစ်နေပြီအခက်မသိရင်ထွက်ပြေးရခြင်းရှိတယ်တဲ့ဒါ his နော်သူပြောနေတဲ့ his day အချိန်နဲ့အရန်စိုးနေပြီးရန်သူတွေကို short တွက်ခဲ့တဲ့မြန်ခံနေရပြီတနတ်မကင်ဘူးတဲ့ PDF တွေတောင်အခုဆိုပြည်သူစစ်တွေတဲ့ လက်စွမ်းထက်နေပြီကျွန်တော်တို့နိုင်ငံတကာမှာနိုင်ငံရေးလဲရှုံးနေပြည်တွင်းမှာလဲစစ်ရှုံးနေနိုင်ငံရေးဥမော့ဖို့ရွေးကောက်ပွဲကလည်းခလေးကစားစရာအဖြစ်သို့ရောက်ရှိလာပြီလေပြည်တွင်းပြည်ပမကြိုးစားကြဘူးဗျာတဲ့အခုတော့အချင်းချင်းအပြစ်တင်နေကြတာကလွဲလို့အဖြေမရှိတော့ဘူး BGF တွေကလည်းငွေမြင်မှအလုတ်လုတ်ချင်နေကြတယ်အဖြေရှင်းပါတယ်နော်ကိပြည်နယ်မှာ KNU ဆိုတဲ့လက်နက်ကင်အဖွဲ့အစည်းကိုကျွန်တော်တို့ကတီးခဲ့တယ်အဲ့ဒီကနေခွဲထွက်သွားတဲ့ BGF BGF တို့ DGBA တို့ဆိုတာဘယ်အကျိုးကိုမျှော်မှန်းတယ်လဲဆိုတာကိုကျွန်တော်တို့တပ်ဦးအစိုးရအနေနဲ့အခါအခွင့်သိပြီးတော့ဇက်ခနဲ့လုံနိုင်တဲ့အနေအထားမျိုးတွေကိုလက်လွတ်လိုက်ရတဲ့အတွက်လက်ဦးလိုကောင်စားမျိုးတွေလိုဖြစ်ပြီးဟိုပေါင်ပြက်ပက်ကတ်ဒီပေါင်ပြက်ကတ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတဲ့အနေအထားကိုအတုံးချနိုင်စွမ်းရှိဖို့လိုတယ်သူတို့ကလည်းအရန်လူလေကြတယ်တဲ့တမတော်ရဲ့အကူအညီကိုမယူတော်ဘူးလို့ပြောလိုက်တမတော်နဲ့အတူရှိနေပါတယ်ပြောလိုက်နဲ့ တက်မတော်အခက်ခဲသူတို့အချက်တက်မတော်အခက်သူတို့အချက်တောင်ဖြစ်နေတယ်အစိုးဆုံးကစစ်မှုမှန်းကျင်သူတွေကိုအတင်းစစ်မှုထမ်းခိုင်းတာတက်မတော်အတွက်အယံအနေရများတယ်သူတို့တွေစစ်မြေပြင်ရောက်ရင်တနတ်တန်ကြားတာနဲ့ပြေးမယ်ဆိုတာကြီးပဲကြုံနေရတယ်ပြေးတာကလည်းတနတ်ပါထားပြီးပြေးကြတော့ရန်သူတွေကလက်နက်ရသွားကြတယ်ဒါဟာစစ်မိန်တစားစီပျိုကွဲနေတယ်ဆိုတာကိုလက္ခဏာပြနေတာလို့ဇော်မင်းထွန်းက ဇော်မဲလုံးကစိတ်ပြက်အားလျော်စွာပြောတဲ့စကားတွေထွက်လာပြီအဲ့ဒီတော့ကျွန်တော်တို့ဘက်မှာအာသာချက်တွေကဘလို့အာသာချက်မျိုးတွေရှိတယ်လဲဆိုတော့လေဥဆောင်နေတဲ့လူတွေကတည်တယ်လို့ကျွန်တော်တို့အောက်ခြေမှာရှိတဲ့ပြည်သူတွေကလည်းနိုင်ငံရေးတုံးတက်မတုံးတက်တိုက်ရင်တော့မှနိုင်ငံရေးအသည့်နဲ့ဘာဖြစ်နေပြီဘာဖြစ်နေပြီဘာဖြစ်နေပြီကျွန်တော်တို့အလွယ်ဆုံးပြောမယ်ဗျာမိန်းကလေးတယောက်ကိုချစ်လို့တွားပြီးတော့စကားပြောရင်သူ့ဘက်ကပြန်ပြီးတော့အရေးအမွတ်အနေနဲ့ ကြိုက်ရင်ကြိုက်တယ်မကြိုက်ရင်မကြိုက်ဘူးဆိုတော့အမူအရာတော့ပြန်ပြီးမှာပဲအဲ့ဒီလိုမိမိတွေးခေါ်နိုင်သလိုပဲနိုင်ငံရေးမှာလည်းဒီလိုမျိုးတွေးခေါ်လိုက်တာ ਨੇ ကျွန်တော်တို့အနည်းဆက်ဆုံးအဖြေတွေရလာတယ်ပြီးရင်အဲ့ဒီအဖွဲ့အစည်းတွေရဲ့လှုပ်ဆောင်ချက်နဲ့ကိုင်းညီမှုရှိသလားမရှိသလားဥပမာပြောပြမယ်မြေငားရန်က350ပဲရတဲ့ BGF ကသူတို့ပိုင်ဆိုင်ထားတဲ့ငွေကြေးနဲ့သူတို့တိုက်ရင်အတွက်စစ်သုံးစရိတ်တွေဒီလောက်များတာဘယ်ရရမလဲအဲ့ဒီလိုအဖြေမျိုးတွေပေါ့ စဉ်းစားတွေးခေါ်နိုင်ဖို့လိုတယ်။အခုပြီးခဲ့တဲ့ရက်ကနှစ်နေရကျွန်တော်ဗီဒီယိုဖိုင်တစ်ပိုင်ဖွင့်ပြမယ်။အရင်ဆုံးဟုတ်တော့ခါးသားပိုင်းရရရညီလေးဟုတ်ရော ရဲဘော်မိုးညိုတဲ့သူ့နာမည်ကစစ်ကောင်စီရဲ့အဓိကထောက်တိုင်6မြို့နယ်စစ်ပင်းသားရဲကော်မတီဥက္ကရာမြို့တော်ဝင်ပြစ်ခတ်ရှင်းလင်းမှုနဲ့အဖမ်းခံရပြီးထောင်ပန်း230ကျော်ချမှတ်ခံထားရတဲ့မြို့ပြပျောက်ကြားရဲဘော်ကိုတဲ့ထောင်ကိုပို့တဲ့အချိန်မှာ PDF ပတ်ကဖနဲ့တော်လန်ရေးပူပေါင်းတပ်တွေကရုတ်ရှင်ဆန်းဆန်းခုနက PDF ဖိုင်လေးဂျာပြတ်တိုက်ခိုက်ပြီးတော့ကယ်ထုတ်နိုင်ခဲ့ပါတယ်တဲ့အဲ့ဒီမှာပြောတာ ရုပ်ရှင်ဆန်းဆန်းပဲရဲစခန်းကနေထောင်ကိုပို့မဲ့တရင်ရလို့တောထဲမှာ၄ရက်တိတိစောင့်ပြီးမှဂျားဖြတ်တိုက်ခိုက်ခဲ့တာလို့အဲ့ဒီဖြစ်စဉ်မှာပါဝင်တဲ့တော်လိုင်းရဲဘော်တူက People Spring တရင်ထဏာကိုပြောတယ်ရဲဘော်မုံညူကပြီးခဲ့တဲ့2020ချောင်းမြို့နယ်2020မှာချောင်းမြို့နယ်စီပင်သာရဲကော်မတီဥက္ကဋ္ဌခြုံလိုက်တယ်နော် ဦးတန်းစင်ဦးကိုပြစ်ခတ်ရှင်းလင်းမှွချင်းလင်းတဲ့အမှုနဲ့ဖမ်းဆီးခံရတာဖြစ်တယ်တဲ့စစ်ကောင်စီကပုံမှန်အမျိုးစုံတက်ပြီးထောင်ဒဏ်2ပေါင်း180တကြိမ်68နှစ်တကြိမ်ချထားပြီးနောက်ထပ်အမှုတွဲတွေထပ်ဆွဲခံရသူဖြစ်တယ်တဲ့ထောင်ထဲကနေထုတ်ပြီးစစ်တာရဲစခန်းကနေထောင်ပြန်အပေါ်မှာဖျက်ပြီးတိုက်တာလို့ကာကွယ်ရဲဘော်တူကပြောတယ်။နိုဝင်ဘာ17ရက်မနက်ကချောင်းမြို့နယ်ရဲစခန်းကနေရေနံချောင်းမကွေးမြို့ကြားမှာရှိတဲ့ဒေါင်းနေအချင်းထောင်ကိုတဲ့ လုံကြုံရေးကာရတီပြူစောရီကာရတီစုစုပေါင်းကာနစီနဲ့လုံကြုံရေးယူပြီးပို့ဆောင်စင်မှာကွန်တကလိုရုပ်ရှင်ဆန်ဆန်နဲ့ကယ်ပြီးတော့ထုတ်လိုက်တာတဲ့အဲ့ဒီအထဲမှာပါသွားတာက9ရောက်ပါတယ်အဲ့ဒီလွမြောက်လာတဲ့ရဲဘော်အဲ့ဒီရဲဘော်ကိုတိုင်းကကိုရဲဘော်ကလာကယ်တာတဲ့တိတဲ့အတွက်တကားနားမှာလဲရှိနေတဲ့အတွက်သူကခုံချပြီးတော့ထွက်ပြေးလိုက်တယ်ကားမောက်တဲ့ ဝင်ပြီးတော့စီးတဲ့အချိန်မှာဒါပေမဲ့သူတို့ကပြန်ဆွဲတင်ဖို့လုပ်တယ်တဲ့အဲ့ဒီအချိန်မှာကျွန်တော်တို့ကဖိပြီးပြစ်တယ်အဲ့ဒါကြောင့်ဆွဲမတင်တော့ပဲသူတို့ဘာသာကိုလိုယုံပြီးတော့မောင်းသွားတယ်တဲ့ဖြူစောဒီနဲ့အဲရဲကားကအဲ့ဒီကားပေါ်မှာနိုင်ငံရေးအကျဉ်းသား၅ဦးထပ်ပါတယ်ကျန်တဲ့သူတွေကတော့မပြေရဘူးထင်တယ်တဲ့သူတို့အကြောင်းမသိရသေးဘူးကျွန်တော်တို့ရဲဘော်မူးညူကတော့ခုံချပြီးလုံအောင်ပြေးလာနိုင်ခဲ့တယ်တဲ့နှစ်ဖူးမှဒဏ်ရာတော့နည်းနည်းပါးပါးရတယ်တဲ့ လွတ်မြောက်လာတဲ့ရဲဘော်ကတော်လန်ရေးဆက်လုပ်မယ်ပြောတယ်မနာဘူးဘလို့နီးနဲ့ဖြစ်ဖြစ်တော်လန်ရေးမှာဆက်လက်တာဝန်ထမ်းဆောင်မယ်လို့ပြောသွားတယ်ဒါကတော်လန်ရေးနဲ့ပတ်သက်ပြီးတော့စိတ်ရှိတဲ့လူတွေတန်ဖိုးရှိတဲ့လူတွေကိုအခါအခွင့်တင်တိုင်းကဲထုတ်တဲ့ပကဖားနဲ့ PDF တွေပူပေါင်းတက်ဖွဲ့တွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အဲ့ဒီလိုပဲဒီနေ့မနေ့တရင်ထပ်ပြီးတော့တက်လာတဲ့အရာတစ်ခုရှိတယ် အဲ့ဒီအရာကကျွန်တော်ဖတ်ပြမယ် people supply ရပဲတပ်ဖွဲ့ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးကြီးမားတဲ့ပြစ်မှုအမျိုးအစားကျူးလွန်ထားတယ်တဲ့ဒါကမန္တလေး PDF နဲ့ပတ်သက်တဲ့တရင်ကျွန်တော်တို့ကတဖက်မှာဖြစ်နေတဲ့တရင်တွေကိုလိုက်ပြီးတော့ပြောနေကြတယ်မိမိဘက်မှာလည်းစင်ရင်စရာရှိတဲ့တရင်တွေပြည်သူတည်တည်နဲ့အရာတွေကိုကျွန်တော်တို့ကချပြရမယ်ဘာလို့ကြောင့်ချပြတာလဲဆိုတော့ကိုပေါင်ကိုပြန်လှန်ထောင်းတာမဟုတ်ဘူးမှားနေတဲ့အရာတွေကို မှားနေတယ်လို့မထောက်ပြဘူးဆိုရင်ဘာတွေဖြစ်သွားမလဲဆိုလူတွေရဲ့စိတ်ကစိတ်ကြီးဝင်ပြီးတော့မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာတာလူတိုင်းပဲဘာကြောင့်လဲဆိုတော်လန်ကြီး9နှစ်အထိကြာနေတာကြည့်မြန်မာနိုင်ငံတွင်းမှာအာဏာရှင်ကိုတွန်းလှန်မယ်ဆိုပြီးလက်နက်ကင်အဖွဲ့စည်းတွေကင်ဆွဲပြီးတော့အခွင့်အရေးယူပြီးတော့ရေးသားကိုအချောင်လိုက် အာဏာရဖို့ငွေကြေးရဖို့ထင်ပေါ်ကျော်စိုးဖို့ဆိုတဲ့လူတွေအစိုးရထိပ်ပိုင်းရနေအောင်ဆုံး9ဘတ်30ထဲတဲ့လူတွေအားလုံးပါနေတယ် ီလိုစိတ်တည်တွေကိုဘသူတွေကမွေးထုတ်ထားတယ်လဲဆိုတော့ပြောရမှာလို့ဒီလိုမျိုးဖြစ်သွားတဲ့လူတွေအပေါ်မှာလဲကျွန်တော်တို့ကထုတ်ပြီးတော့ပြောနေမှာဆိုရင်လဲဖောင်းထုတ်တယ်လို့အပြစ်ပြောတယ်လို့ထင်နေလိမ့်မယ်မဟုတ်ဘူးဗျတင်းကတင်းအမှန်တရားကအမှန်တရားအဲ့ဒီအမှန်တရားပေါ်မှာအမားတရားလုပ်နေတဲ့လူတွေကိုကျွန်တော်တို့ပြုပြင်ပြင်ဆင်နိုင်မှခင်ဗျားတို့ကြုတ်တို့လိုချင်တဲ့ဒီမိုကရေစီစနစ်လဲရမယ်လူအခွင့်အရေးဆိုတဲ့အရာလဲအပြည့်အဝရမယ်အဓိက အရေးကြီးတဲ့အာနာရှင်စနစ်လေပြတ်သုံးမယ်ဆိုတော့ကျွန်တော်တို့ကပြောခြင်းတယ်နော်ဒီသတင်းနဲ့ပတ်သက်ပြီးတော့ဖတ်ကြည့်ခြင်းတဲ့တွင်ကျွန်တော်တို့ပြထားတဲ့ People Sapling ဆိုတဲ့မီဒီယာမှာတွားရောက်ပြီးတော့ဖတ်ပြတွားပြီးတော့ဝင်ရောက်ဖတ်ကြည့်လို့ရပါတယ်လို့ကျွန်တော်တို့မိသားစုပြောခြင်းတယ်နော်တမထပ်ပြီးတော့ဟောဖြစ်နေတဲ့သတင်းတစ်ခုဒီဗီဒီယိုဖိုင်ကိုကျွန်တော်အရင်ကြည့်တယ်ကောင်းပါလေးပုံနဲ့ တရုတ်နိုင်ငံသားတွေတရုတ်နိုင်ငံသားတွေတရုတ်နိုင်ငံသားတွေเนาะချစ်တယ်ပေါ့ဘာကြောင့်ချစ်လဲဘာကြောင့်ချစ်လဲတရင်တစ်ခုတက်လာရင်ကျွန်တော်တို့ကမှားတယ်မှန်တယ်ဆိုတဲ့အရာကိုသုံးသပ်တက်ဖို့လိုတယ်အဲ့ဒီအပေါ်မှာမှမိမိနဲ့တတ်ဆိုင်သောတရင်ဖြစ်စေမိမိနဲ့မတတ်ဆိုင်ဘူးဆိုပြီးတော့လဲတွားပြီးတော့နေလို့မရဘူးဘာကြောင့်လဲဆိုတော့ ကိုယ်နိုင်ငံအတွင်းမှာဖြစ်ပျက်နေတဲ့လိမ်လည်မှုပေါင်း16000ကျွန်တော်ခဏခဏပြောသလိုပဲနိုင်ငံရေးဟာလိမ်မာတယ်ယဉ်ကျေးတယ်ရုပ်မာတယ်ကောက်ကျက်တယ်အဲ့ဒီအရာတွေတဲမှာအက်ဆက်တဲ့အရာနဲ့မအက်ဆက်တဲ့အရာတွေလွဲမားစွာနဲ့အတွေးအခေါ်တွေလွဲပြီးအင်အားကြီးတဲ့သူကနိုင်ကျေးဆိုပြီးလုံနေတဲ့ခေကြီးမှာအမှန်တရားကပျောက်ပျောက်သွားတယ်အမှန်တရားအမှန်တရားပြောပြီးတချို့အမှားတွေကအမှန်တရားဖြစ်သွားတဲ့အရာတွေ DPU5 မှာရှိတယ်ကျွန်တော်ဖွင့်ပြမယ် အင်းလုံးနားထောင်ကြည့်သူပြောထားတယ်ချစ်တွက်တဲ့အရာရာကိုစွန့်လို့ရဲတယ်တက်ကိုလည်းပေးဆက်ရဲပါတယ်ဆိုတော့ဗီယက်နမ်နိုင်ငံသူလေးဗီယက်နမ်နိုင်ငံသူနော်ခုနကဒီကောင်မလေးကိုချစ်တယ်ဆိုတော့ပုံနေနဲ့လဲဆွဲတွေဆွဲပြီးတော့လောက်တာကတရုတ်နိုင်ငံသားတွေနွေမလာဆက်ရှိရဲ့နိဖန်းစီတဲ့အချိန်မှာရေဘက်တွေကင်နေဟိုဝါတွေကင်နေ မတူပြောပြတယ်ညီညီပြောတာနားအောင်ကြည့်ချင်အင်းဆုံးဒါကမ္ဘောဒီးယားနိုင်ငံမှာရုပ်ရှင်ဆက်ဆက်ထောင်ပေါက်ပြင်းမှုကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ် CCTV ကင်မရာထဲမှာတွေ့ရမှာပါအနှံ့အောင်ဝတ်စုံတဲ့အမျိုးသမီးတူကကမ္ဘောဒီးယားနိုင်ငံထောင်တစ်ခုမှာထောင်သားတွေတင်ဆောင်လာမဲ့ကားအလောက်ကိုကြွတင်စောင့်နေခဲ့ပြီးထောင်ကားပေါ်ကဆင်းလာခဲ့တဲ့ထောင်သားတူကိုဒီမှာတစ်ချက်ဟိုဗီဒီယိုဖိုင်ထဲမှာတော့ပါတယ်နှစ်ယောက်တွဲပြီးလက်ထိတ်ခတ်ထားတယ်အဲ့ဒီခတ်တဲ့အချိန်မှာဒီထောင်သားလက်ထဲက ကောင်မလေးရှိရာတနက်ကိုမယူခင်အချိန်မျိုးမှာတနက်ယူလိုက်တဲ့ကောင်ကလက်ထိတ်ကိုအရင်ဆုံးဖြုတ်လိုက်တယ်ဖြုတ်ပြီးတော့မှကောင်မလေးရင်ဘကြားကနေသူထုတ်ပေးတဲ့အရာကိုလှမ်းပြီးယူလိုက်တာကိုမြင်လိုက်ရတယ်။သူမှပစ္စတိုတလက်ကမ်းပေးခဲ့ပြီးလမ်းကြောဝင်သွားအောင်လို့ဖြစ်ခဲ့ပြီးထွက်ပြေးသွားခဲ့ကြတယ် ကမ္ဘောဒီးယားထောင်မှာထောင်သားတွေလွယ်လွယ်ကူကူနဲ့ထွက်ပြေးလို့ရတဲ့အထိလူတွေစိတ်ဝင်စားကြတယ်ဘူးဒီတည်င်းကိုထွက်ပြေးဖို့စူးစမ်းကြတဲ့ထောင်သားတွေနဲ့လမ်းကြောင်းဖွင့်ကူညီခဲ့တဲ့အနှံ့အဝတ်စုံနဲ့အမျိုးသမီးကိုဖမ်းပြီးတဲ့အချိန်မှာဒီတည်င်းကိုတကမ္ဘာလုံးကစိတ်ဝင်စားသွားကြတယ်ဟုတ်ပါတယ်ဒီတည်င်းထဲမှာလူတွေစိတ်ဝင်စားကြတဲ့အကြောင်းရင်းတစ်ခုရှိပါတယ်နံပါတ်1ထောင်ပေါက်ပြေးဖို့အဓိကအကူအညီပေးခဲ့တဲ့ဗီယက်နမ်နိုင်ငံသူအတွက်တရားမျှတမှုအဲ့ဒီမှာဗီယက်နမ်နိုင်ငံသူအတွက်တရားမျှတမှု ဘာတရားမျှတမှုလဲဒီလောက်ထောင်ပေါ့ပြမှုကြီးကိုကျူးလို့နေတာတော့သူမအတွက်တရားမျှတမှုတောင်းဆိုနေတာဆိုတော့ယူနေလားလို့ထင်မိကြမှာပေါ့ဒီလိုပါဗျသူမဟာပြမှုကျူးလို့သူတယောက်ပါဒါပေမဲ့သူမအဖမ်းခံရစင်မှာကမ္ဘောဒီးယားရဲတွေကသူမကိုမခွဲမရစကားတွေပြောခဲ့တဲ့အင်းကိုတိလက်ရောက်တွေပါကျူးလို့ခဲ့တာတွေရှိပါတယ်အဲ့ဒါအဲ့ဒီမခွဲမရပြုတ်လုတဲ့ကမ္ဘောဒီးယားရဲကိုတော့သူတို့ရဲ့အစိုးရဥပဒေအတိုင်းအရေးယူတဲ့အဲ့ဒီအတွက်ဒီဘီယန်န်သူမိန်ကလေးက တရားမျှတမှုဆိုတာဒီနေရာမှာမှန်တယ်ဗီဒီယိုထဲမှာလည်းတွေ့ရမှာပါဒါတော့ကင်မရာရှေ့မှာမို့လို့နောက်ကွယ်မှာဆိုမတွေ့ရဘူးလို့ကမ်ဘောဒီးယားရဲတွေကိုမီဒီယာတွေကဝေဖန်နေကြတာပဲဖြစ်တယ်နံပါတ်1 Okay ဒီအတွက်ဗီယက်နမ်သူမိန်းကလေးအတွက်တရားမျှတမှုလိုတယ်ဟဲ့သူမဟာအချုပ်ကျနေတော့တရုတ်နိုင်ငံသားသူမချစ်သူအတွက်သူမအသက်ကိုတော့မငဲ့ညာပဲအချစ်ဆန်းအားတွေ ူ့ရဲ့ချစ်သူတရုတ်နိုင်ငံသားကြားဖြန့်လုပ်လို့ကမ်ဘောရှားမှာအဖမ်းခံရတယ်အဲ့ဒီရာကိုမိန်းကလေးကသွားပြီးတော့ကဲတယ်အဲ့ဒီအတွက်အချစ်အတွက်ဆိုတဲ့အရာနဲ့အကုန်လုံးဝိုင်းပြီးကင်မွန်တက်ကြတယ်။ဒီနေ့ချစ်တဲ့သူကိုကဲထုတ်ဖို့စူးစမ်းခဲ့တဲ့ Power Ranger အမဲကောင်မလေးလို့တင်စားခေါ်ဝေါ်နေကြတာပဲဖြစ်ပါတယ်။ Okay ဒီမှာလက်ခံတယ်။ဒါဆိုရင်ကိုနှစ်ကပထမဦးဆုံးကျွန်တော်ပြတဲ့ဗီဒီယိုဖိုင်မှာပါတဲ့တရုတ်နိုင်ငံသားတွေရကောင်မလေးကိုဓာတ်ပုံကိုယူပြီးတော့ဘာကြောင့်ဘာကြောင့် ဂုံယူပြီးလုပ်နေကြတာလေသူတို့တရုတ်နိုင်ငံသားကိုချစ်လို့လုပ်ပြတာအဲ့ဒီနေရာမှာချစ်လို့ကယ်တယ်ဆိုတဲ့အရာနဲ့နိုင်ငံကြီးသားဆိုတဲ့အင်အားကြီးတဲ့အရာတစ်ခုကဘယ်လိုမျိုးကွာခြားသွားလဲဆိုတာဒီပုံမှန်ကြည့်လိုက်ဂျပန်အစိုးရအရာရှိတဦးကတရုတ်အရာရှိတဦးရှိမှစကားပြောရင်းနဲ့ထုံလန်းစင်လာအရာဂျပန်တွေကအမြဲတမ်းရင်ကျေးတိမ်ွေးနဲ့အမွေအရတလုတ်တာဟိုအမိအရဖမ်းရပြီးရွှေ့တယ်အကွက်တယ်အဲ့တော့ခုနကဖြစ်တဲ့အမှုမှလည်း ပြစ်မှုကျူးလွန်တဲ့မိန်းကလေးကိုအစိုးရဝန်ထမ်းဖြစ်တဲ့ရဲတွေကမဖွဲ့မရပြုလို့အဲ့ဒီအတွက်တရားမျှတမှုလိုတယ်။ဒီလိုတည်င်းမျိုးကိုတရုတ်နိုင်ငံရဲ့တည်င်းတွေမှာတောက်လျှောက်တင်လဲပြီးဂုံယူစွာလုတ်တယ်ဂုံယူစွာလုတ်တယ်ဆိုတဲ့အရာကဘာအတွက်လုတ်တာလဲ။ကျွန်တော်တို့ခေတ်ကတိုးတက်တယ်ကိုကျင်တရားနဲ့ဇာတိတာကပြက်ပြားတယ်။တိုးတက်လာတဲ့ဆိုရှယ်မီဒီယာအပေါ်မှာအင်အားကြီးတဲ့သူကနိုင်ခြေဆိုတဲ့ပုံစံမျိုးတွေဖြစ်လာနေတယ် မဲတို့ထွေးမိကြတာအမားအမားအဲ့ဒီအမားလုတ်တဲ့လူတွေများလဲများလာရောအမှန်တရားဟာပျောက်ပြီးတော့ခုနကလိုမျိုးဂုံယူစွာနဲ့နေနေကြတယ်ဥပမာဗျာတော်လန်ရေးကာလာတွင်းထဲမှာအမားလုတ်တဲ့လူတွေနေရာရပြီးတော့အစင်ပြေပြေနဲ့ညနေဖုံးတလုံးကိုရှေ့မှာထောင်ပြီးတော့အမှန်တရားပါဆိုပြီးអော်နေတဲ့အချိန်ကျတော့လူတွေကဝိုင်းပြီးအထင်ကြီးကြတယ် ဝက်ကောင်းစားလာတွေဝက်ပြီးတော့စကားချွချွသာသာနဲ့လူဘိန်းအကြိုက်စကားတွေပြောနေတာကိုနိုင်ငံရေးလို့ထင်နေကြတယ်။အဲ့ဒီကြားတဲ့ကအမှန်တရားဒီအမှုမှာဖြစ်သွားတဲ့အချက်နှစ်ချက်လိုပဲပျောက်ကွယ်သွားတယ်။ဒုတိယအချက်ကတော့ပေးဆက်အချက်အတွက်ပေးဆက်ရဲတယ်ဆိုတဲ့အရာကိုကျွန်တော်တို့ကလက်ခံရတယ်။ပထမအချက်မှာဖြစ်တဲ့အမှုကျူးလွန်ထားတဲ့တရားခံကိုတရားမျှတမှုဆိုတာကခုနကရဲတွေကမဖွဲ့မရပြုလို့ပြောဆို တဲ့အရာမှာတော့တရားမျှတမှုလိုတယ်။တရုတ်နိုင်ငံမှာရှိတဲ့လူတွေကကောင်မလေးကိုသူရဲကောင်းတပွဲလုတ်တဲ့အရာကဘယ်အရာကိုလုတ်တာလဲ။ကျွန်တော်ပြချင်မိတာ။အဲ့ဒီအရာက PR ကကမ္ဘောဇာနိုင်ငံအစိုးရအတွက် PR တရက်ကိုတရုတ်နိုင်ငံမှာရှိတဲ့လူတွေကဆိုရှယ်မီဒီယာကိုအင်အားကိုအသုံးပြုပြီးတော့ဝိုင်း PR ပေးတဲ့သဘောလို့ကျွန်တော်တို့ကမြင်တယ်။ဒါနိုင်ငံရေးပဲ။ဒါအမှုတစ်ခုမှဖြစ်နေတဲ့အရာပဲ။ စီးပွားရေးဆိုလဲဒီတိုင်းပဲလူမှုရေးဆိုလဲဒီတိုင်းပဲမှန်နေပါတယ်ဆိုတဲ့လူတွေကအမှန်နေဘလောက်ပင်လုတ်ပြီးချပြနေတော့ညာလဲအခွင့်အရေးလိုချင်တဲ့လူယုံမှာဘက်ကအင်အားတောင့်နေတမျှတော့ကျွန်တော်တို့ခမရတို့လိုချင်နေတဲ့အမှန်တရားဟာပျောက်နေအောင်ပါပဲပြီးခဲ့တဲ့ရက်ဆူဒန်မှာဖြစ်သွားတဲ့လူအယောက်2000ကျော်တပ်ဖြတ်ခံရတဲ့ဂျီနိုဆိုက်ကိစ္စတွေဘယ်လိုရှင်းကြမှာလဲ ဒီလိုမျိုးတွေမိမိနဲ့တမိမိနိုင်ငံနဲ့တက်ဆိုင်တဲ့အရာပဲဒါပေမဲ့မမတက်ဆိုင်တဲ့အရာတွေရှိလာရင်လေဒီနေရာမှာဘာကြောင့်လွဲမားနေတဲ့အရာတွေလဲဆိုတော့ခင်ဗျားတို့တို့တို့မြန်မာနိုင်ငံသားတွေအနေနဲ့လေအတွေ့အကြုံဘ ഹു ဒုတာတွေတိဖို့လိုတယ်လို့ပြောရင်းနဲ့ညီကိုချုပ်ပါတယ်ကျွန်တော်ပြောတဲ့နေရာမှာလွဲမားတဲ့အရာပဲဖြစ်ဖြစ်မိမိရဲ့ထင်မြင်ယူဆချက်တွေရှိကြတာဖြစ်ဖြစ်ကောင်းအောင်မှာဝင်ပြီးတော့ရေးပြီးတော့ဆွေးနွေးလို့ရတယ်ဝေဖန်လို့ရတယ်တုံ့တက်လို့ရတယ်နိုင်ငံ စစ်အာဏာရှင်စနစ်အောက်ကလွတ်မြောက်ဖို့ဆိုရင်တခြားနေရာတခြားဒေသမှာဖြစ်တဲ့အရာတွေကလည်းကျွန်တော်တို့ကိုရိုက်ခတ်လာနိုင်တယ်ဆိုတဲ့အရာကတရုတ်ကကဘာမှာအင်အားကြီးဖို့အတွက်နေရာစုံဗတ်ပေါင်းစုံကနေလိုက်ပြီးတော့ဖီအားတွေပေးနေတယ်ဆိုတာကိုလည်းမြင်စေခြင်းနဲ့ဘာကြောင့်လဲပြီးခဲ့တဲ့ရက်ကပဲထိုင်းနိုင်ငံအတွင်းမှာဖမ်းဆီးထားတဲ့ကြားဖြတ်နဲ့ပတ်သက်တဲ့တရုတ်ပြည်အားလုံးက ရဲတွေကိုပတ်စံပေးပြီးတော့ခိုင်းညင်နိုင်ခိုင်းနေခြင်းလိုနေနေတဲ့တည်င်းတွေလည်းထောက်လျှောက်တက်နေတယ်။ဒါကတော့ရိုးရိုးတန်းတန်းပြောမယ်ဆိုရင်တော့အချင်းပြတ်ခြားစားတဲ့အစိုးရဝန်ထမ်းတွေရှိလို့တုတ်ပေမဲ့တော့ညာလေဒီနေရာမှာဖီအားတစ်ခုကအင်အားကြီးတဲ့သူသားနိုင်ကြီးဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်။ဘာကြောင့်လဲ။အခု25မှာပြုတ်တဲ့ရုပ်ောက်ဝဲကိုခင်ဗျားတို့တို့ခေါင်းစဉ်ကြက်ထားကိုကြည့်လိုက်။ဘလို့ခေါင်းစဉ်မျိုးလဲ။မင်းများတဲ့သူနိုင်တဲ့စနေတဲ့ တကယ်ရိုးရိုးရှင်းရှင်းတွေးကြည့်မယ်ဆိုရင်မဲများတဲ့သူနိုင်တဲ့စနစ်ဆိုရင်အဲ့ဒီမဲများအောင်လုပ်တဲ့လူတွေရဲ့လူအခွင့်အရေးကိုချိုးဖောက်ခံရပြီးမှမဲမဲချိုးဖောက်ခံရပြီးမှဒီအစိုးရတရက်ကိုဖန်တီးမဲ့ရုံမာတဲ့လူတွေစုနေတယ်ဆိုတာကိုသိဖို့မြင်ဖို့လိုတယ်အတွေးခေါ်ဘူးကျူတာတွေမိမိသိတဲ့အသိဉာဏ်တွေအားလုံးပြန်ကြက်ပြီးတော့တွေးခေါ်စဉ်းစားနိုင်ကြပါစေလို့ပြောရင်းနေကုန်ချုပ်ပါနော်